तिमीले हेर्दा नै त फुपीको छेउ हजुर फुपीलाई त नि जानु नै थियो 那个那个，听我的，好的，那个那个的。好，听那个小雨，好的，那个啊。

ma tro tu le bi le ကျေးဇူးတို့မိသားစုပေါက်ကုန်လည်းပြင်းနေပါစီဟုတ်ကဲ့ပြည့်လို့ရှိနေပြီပါဗျာနော်အားလုံးရှင်ပြရလို့ပါနော် မလက်ကပြစ်တော်ဖြေရတဲ့ဖြစ်ဖြစ်ပေါက်တယ်တဲ့အော်ညနေနေ့ကျွန်တော်အဖိုးခိုင်းတယ်ဒီကနေ့ဒီကုန်းမှာဖြေရမယ်ဒီနေ့မှာအားကြီးဒီကုန်းဖြူခိုင်းရတဲ့တန်းတော့ကျေးဇူးတွေကျေးဇူးတွေကျေးဇူးတွေ

တ်ဘယ်လောက်လဲဆိုရင်တပတ်တသောင်းခွင့်ပြနော်မူကနာအနိကနော်အကုန်လုံးပါမယ်နော်တသောင်းခွင့်ပြတပတ်စိလိုင်းခေါ်ပါဘူးမင်းညနေကလည်းပေါက်တယ်ဆရာဟုတ်ကဲ့နော်မင်းညနေက40ကအနိကကနန်းနဲ့မှထည့်ပြီးတယ်ကနန်းဖြစ်ပါတယ်နော်အနိကကနန်းနဲ့မှာထည့်ပြီးတဲ့40ဖြစ်တယ်ကြာနော်အဲ့တော့ အော်ခိုင်းတဲ့ကနေက55 49နော်51အဲ့တော့ဘုအော်ခိုင်းတဲ့50ကအနည်းကထမှာကျွန်မကျွန်တော်ထည့်ပြီးတော့ပြီးတဲ့ကနေဖြစ်ပါတယ်နော်အဲ့တော့မနိကရရဲ့ကျွန်တော်ခင်ဗျားတို့အတန်တန်ပြောလို့ဒီညနေပိုင်းမှာကျွန်တော်လက်လွတ်တော့ကျွန်တော်ရွေးချယ်တာတွေကဏ္ဍဒီဒီထက်မှာ55 49ဒီမှာဒီမှာဒီညနေပိုင်းကျွန်တော်ရွေးတာ ဓမ္မတော်ဝင်၄၀နော်ဒါဒီခုနကကျွန်တော်ဒါအပြီးပေါက်ပါတော့ကျွန်တော်ပြနော်အဲ့တော့ကိုတလုံးကိုထည့်ပြီးတော့ကာပါကျွန်တော်ပြောတယ်ဒီဟုတ်ကဲ့ပါနော်ကဲဟုတ်ပြီအဲ့တော့ဒီနေ့ကျွန်တော်တို့ဘာတွေတက်ကြလဲ ကျန်ကနန်းကဘယ်နှလုံးကျန်နေလဲကျန်ကနန်းကကျွန်တော်တို့ခွင့်ရ၃ရ၅ရနော်ခွင့်တော့ငါ၃လုံးမရှိတော့လားဟုတ်လားခွန်မထသေးဘူးလားကဲတော့အားလုံးပဲဒီနေ့နဲ့ပေါက်ရမယ်ဗျာနော်ကျွန်တော်ကတော့ဒီကြတဲ့တော့ ရှိနိုင်တဲ့ရာခိုင်နှုန်းအကောင်းနဲ့ကဏ္ဍနေကျွန်တော်ပြောပါမယ်ကဲအဲ့တော့ကျွန်တော်ခင်ဗျားတို့ဝန်ကြီးနေ့ဒီရောက်ပြီလို့ပြောဟုတ်တယ်ခွန်ရ305ရေဒီနေ့ပွဲမှာအိုက်ကဏ္ဍ၃လုံးလေးကညှိတော့မယ်နော်တေချာပေါင်းညှိမှာအဲ့၃လုံးလေးလည်းညှိတော့မယ်ဒီနေ့နော် ဟုတ်တယ်။တော့၅၈ကဒီနေ့ညမှာနော်။တော့၅၈ကညပါ။အဲ့တော့ခင်ဗျားတို့ကယူဆရပါက35ပေါ့နော်။35ကိုဒီနေ့ပွင့်တော့ယူဆပါနော်။အဲ့ကောင်တွေအတွဲလိုက်လဲကြာနိုင်တယ်နော်။ထိပြီးတော့လည်းပေါက်လိုက် က်တာဆိုရင်ကျွန်တော်ဝမ်းကျင်းလေးညွတ်ပြောက်နတ်တုံညာတော့ပြုတ်ကိုပြိခဏတော့အထက်ကဘယ်ဝမ်းကျင်းကိုတုံးမလဲဆိုတာကိုတစ်ချက်စဉ်းစားနော်ကျွန်တော်မနေ့ကညနေပိုင်းမှာပြခဲ့တယ်ဒီ7 9 6 7 6 4 40 8 4ဝမ်းကျင်းဝမ်းကျင်းညကျွန်တော်ပြခဲ့တယ်နော် မနေ့ညနေပိုင်းမှာเนาะ3964 40 48နော်ဆိုတော့ဝန်ကြီးနေအဲ့တော့ဒီနေ့အဲ့ဝန်ကြီးနေကိုကျွန်တော်ပြောပြမယ်နော်အဲ့တော့ခင်ဗျားတို့ဘယ်ဝန်ကြီးကိုကျွန်တော်တို့မနေ့ပိုင်းကိုတုံးမလဲနော်အော်ဒီနေ့ပွဲမှာ65 61 39 38နော်65 61 39 38 ကနန်းတိကြမလားတဲ့ဟိုကျွန်တော်ပြောပြီဒီကနန်းတိတဲ့ကကျွန်တော်ခွန်တော့တိတ်ပြီးတော့မကြိုက်ဘူးနော်၃နဲ့၅ကကြလိမ့်မယ်ကလဘောင်ပြေးကြည့်ပါဦး65ရှိမယ်61ရှိမယ်31လို့ရှိမယ်38လို့ရှိမယ်ဗျဝန်ကျင်းနေကုံလုံးအတွက် သူကျွန်တော်လေးပြောလို့ဟဲ့ကဲအဲ့တော့ခမောက်ပဲဝိုင်းကြီးကိုတုံးတယ်တွတ်ကြည့်ပါဦးထပ်တယ်မနေ့ကလေးကိုလို့ထွက်ပြီးတင်တာလေးကိုဆိုရင်ကျွန်တော်အော်ဂနမီလေးညကြတော့ကျွန်တော်တို့က ဝမ်းငင်းကြီးဖြစ်တဲ့အတွက်ကျွန်တော်ဒဲချက်ပြီးရကနန်းနော်အဲ့ဒါကျုပ်ကတော့ချဲ့တယ်ကြီး။ဟုတ်တယ်ဒီဘာပြောနေရလဲ။အောက်ကူကိုလေဟမ်ရေတဲ့ဘာတော့ပြောတာလဲ။ကဲပြေးရအောင်နော်။65ရှိတယ်68ရှိတယ်3ညတ်ရှိတယ်။ပြီးတော့ကျွန်တော်တို့38လို့ရှိတယ်။ဒီနေ့အတွက်နေကုန်စား။ ထိမဲ့ဝန်းကျင်ကြီးပြောတာနော်အဲ့တော့ခင်ဗျားတို့အချက်ကနှစ်တက်တဲ့ခန်းနဲ့တွဲပြီးတော့စီရင်ပေါက်နိုင်တယ်ဟုတ်တယ်တစ်တုံညာ၄၅အပီးနေတဲ့ဆရာကြီးပြီးတတ်တာကြီးဟုတ်တယ်၆ငောင်းတော့မယ်တဲ့อืมช่องว่าตรงนี้ ကဲအဲ့တော့ကျွန်တော်တို့ဆရာ၃နာလိုက်နေဟာလာမလာမနော်တချက်သူရုပ်ကိုကြည့်ရှိတယ်ဘာကံမှမသိမထိုးတော့ဘူး၃ရှစ်ကြိုက်တယ်၃ရှစ်ကထိုးကွက်ကိုကြိုက်တော့လား ကျွန်တော်ပြောမယ်နော်အီရှာတင်နာတော့ဒီနေ့ကအမာဆုံးဝန်ကြီးနှစ်ချင်းမနေ့ကတော့ဆိုရင်ဥပမာဆိုကြပါဦးအမာဆုံးကျွန်တော်အမာဆုံးဝန်ကြီးနှစ်ချင်းပြောပြမယ် ဒီရှာလိနာတော့အပီးလေးပေါက်မယ်ခဏမို့ပြန်နော်အပီးပေါက်မယ်ခဏနော်သူတို့ချင်းကိုတွဲရင် အပီးပေါက်တယ်ညီတိုင်းမှာနော်ညီတိုင်းမှာအပီးပေါက်တယ်အပီးပေါက်လဲကစားဥစဉ်ကြွလာပြီအဲ့သူတို့ချင်းတွဲရင်ပေါက်တယ်ခဏလေးလုံးတွဲရင်လည်းပေါက်တယ်နော် လေးလုံးခွေလေးပေါက်တယ်အဲ့တော့မနေ့ကကျွန်တော်ပြီးခဲ့တဲ့7345ပေါ့ဗျာနော်အဲ့လိုဟာမျိုးအဲ့တော့ကျွန်တော်ပြောပြမယ်ဝိုင်းငင်းကိုမတော့ပါဘူးကျွလင်းကနေ196နှစ်ရ196เนาะစေကနေ့ကကျွန်တော်2987 2987เนาะမနေ့က3940ဒီနေ့က6931 6ရယ်5ရယ်3ရယ်တည်ခဏလေးလုံးအပိပောက်မယ်ဟုတ်ပြော6 5 4 3ရက်6 5 3ရက်ခဏလေးလုံးအပိပောက်ရယ်ကဲခဏဆိုရင်ကြိုက်မလားအပိပောက်လေကုန်လုံးအတွက်ရေးကြည့်ပါဦးအဲ6အဲထဲကခဏလေးရှင်းကြည့်ပါဦးကွန်ပိုင်းရေးကြည့်ပါဦးနော်6 5 4 3ရက်တက်6 9 3ရက်တက်အဲ့တော့ဘာလို့ထွက်လာမလဲကြိုက်တယ်6 9 3ရက်တက်နော်အပီးပေါက်မယ်ဆိုင်လို့နော်6 9 3ရက်တက်အပီးပေါက်မယ်ဆိုတော့သူကဘာကနန်းနေထွက်လာမလဲ65လို့လည်းထိုးရမယ် 61လို့လည်းထိုးရမယ်60လို့လည်းထိုးရမယ်90လို့ထိုးရမယ်91လို့ထိုးရမယ်31လို့ထိုးရမယ်ခန္ဓာ6ခုရှိခန္ဓာ6ခုရှိတယ်နော်အဲ့တော့အ6ခုတည်းကနေကုန်လုံးမှာတစ်ချိန်ကောင်းကောင်းအပြီးပောက်ပြရမယ်နော်နေကုန်လုံးမှာတစ်ချိန်ကောင်းကောင်းအပြီးပောက်ပြရမယ် ဟုတ်ပြီနော်လုံးမပြောလိုက်ဟုတ်လို့ဆရာကြီးရဲ့ပြောပြမယ်နော်65ဝန်းကျင်ကို65ဝန်းကျင်ကိုလုံးမ6ဖြစ်မယ်01ဝန်းကျင်ကိုလုံးမ300ဖြစ်မယ်ဟုတ်ပြီနော်01ဝန်းကြီးနဲ့လုံးဝင်က365ဝန်းကြီးနဲ့လုံးဝင်က6အဲ့တော့ဒီနေ့63ကြလုံးဝင်နော် 6တုံးကြလုံးမယ်ဆရာကြီးတို့ရေခဲ့တော့ခဏတို့မနှက်စာကိုဖေကနန်းကိုယူမယ်6တုံးကြကို6ကိုယူမလား6 9ကိုအချမ်းကိုယူမလား01အချမ်းကိုယူမလားဘယ်ချောင်းယူမလဲ။ဟောခမရလူတွေရ။မော့ တချောက်ဝန်ကြီးဘက်ကလည်းမာရင်လည်း6ရေးမှရေးပါတယ်အင်း6ကဲအဲ့တော့ကျွန်တော်ခင်ဗျားတို့ပြောဖို့တစ်ခုကြံသေးတယ်ကီနော်မနေ့ကကျွန်တော်ပြီးခဲ့တဲ့ကီက698 698ရဲ့159ရေเนาะ698 159ဒါထိရမယ်ကြီးတယ်เนาะဟုတ်ပြီเนาะအဲ့တော့ဒီနေ့ပွဲမှာ 3-5ခုပြီးရှိမယ်6-5နှစ်ရှိမယ်6-5နှစ်3-5ခု6-5နှစ်အထည်ရမယ်ကြည့်နော်ဟုတ်ပြီနော်ကဲရတော့ကျွန်တော်အရင်ဆုံးဝန်ချင်းပြမယ်နော်ဝန်ချင်းပြမယ်အဲပြီးတော့မှကျွန်တော်လုံးမယ်ကြီးပြပေးမယ်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အယူမမှဖို့အရေးကြီးတယ်အယူမမှဖို့ဆိုတာကမနက်စာမျောလင်းတဲ့ခဏကညနေပြည့်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ညနေမျောမှန်းတဲ့ခဏကမနက်ကြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုဝမ်းကြီးကနည်းနည်းလေးရှုပ်နေเนาะရှုပ်နေတော့အဲ့ဒါလေးကိုကျွန်တော်ပြပါမယ်။

ကဲအဲ့တော့ကျွန်တော်ခင်ဗျားတို့ကိုလုံးမိုင်လေးကျွန်တော်ပြောပြပြီနော်အပြီးပေါက်လည်းကျွန်တော်ပြောပြပြီနော်653တက်ကပြီးပါနော်ဟုတ်ပြီနော်ပြီးနိုင်တာ653တက်ပြီးမယ်အဲ့တော့ခင်ဗျားတို့နေကုန်လုံးအတွက်ကိုကိုယ့်အကူရေးချင်ကျွန်တော်တော့ခင်ဗျားတို့ကိုနေကုန်သားအတွက်ခြုံပြီးတော့ပြီးလာတော့မနေ့ကလည်းကျွန်တော်ပြီးတဲ့အထက်မှာညပြန်မနေ့ပြန်ပေါက်ကနန်းပါတယ်နော်နေကုန်သားဟုတ်ပြီနော် နေကုန်စားကိုညပြန်မနဲ့ပြန်ပုတ်ကနန်းပါရဲ့အဲ့တော့ကျွန်တော်တို့ဒါက28ရက်နေ့28ရက်နေ့ကဆိုရင်လည်းကျွန်တော်တို့ဒီမှာမနဲ့သာညနေသာเนาะဒါနေကုန်စားတော့မနဲ့ညမနေ့ကပွဲမနဲ့ညเนาะမနဲ့ကြီးမှာကျွန်တော်တို့တပူညနေပိုင်းမှာ40ဟုတ်တယ်เนาะဒါမနေ့ကနေကုန်စား ဒီနေ့နေကုံသားလေးရှိတယ်နော်ဒီနေ့နေကုံသားလေးပြန်ဒီမှာနေကုံသားနော်မနေ့ညကျမနော်အပီးခွေကျွန်တော်ထည့်ပေးထားတယ်ချောင်းငါးဝင်ကျတော့ရှိ6ပိုင်း300ပါ မီလာပြောက်လေတုံးရချင်တာနော်တုံးရလုံးပိုင်းတုံးရချင်တာ6ချင်တာဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါနေကုန်စာပဲဒါဟုတ်ပြီဟုတ်နော် ဒါလုံးပိုင်းနော်ဒီဟာလုံးပိုင်းဝမ်းချင်းထိရမယ်ခဏနော်အဲ့တော့ဒီမှာ6နဲ့5ကျွန်တော်တို့တည်ထားတဲ့အတွက်6 5ကိုကျွန်တော်တည်ထားတယ်ဒီ3ညလုံးပိုင်းထွက်ရင်ဒါပဲဟုတ်ပြီနော်3ညလို့ထွက်ရင်ဒီကဏ္ဍနေထွက်မယ်တစ်ကတော့ဒီမှာ6 1 5 1 3 1 1 8တိရှိနော်တိကိုကြိုက်တဲ့သူတွေနော်အဲ့တော့ကျွန်တော်တို့ကအမယူရမှာက6 5 3 1 နော်ဝမ်ကြီးနှစ်ခုကိုမိကုံလုံးအတွက်အမှယူပြီးတော့ကစားရအောင်နော်ဟုတ်ပြီနော်ကဲတော့ခင်ဗျားဗာတိကျင်နေတော့နော်ဟုတ်ပြီလားကဲဟုတ်ပြီအဲ့တော့အားလုံးပဲကျွန်တော်အကုန်လုံးကိုကဏ္ဍနေပြပြပြီအပြီးပေါက်လည်းကျွန်တော်ပြပြပြီနော်အဲ့တော့အပြီးပေါက်ကလေးကိုကျွန်တော်ဒီမှာရေးထားတာရှိတယ် ပြမယ်နော်တစ်ချက်လောက်ကြည့်ဒီမှာနေတိုင်းမှာထွက်တဲ့အပီးပေါ့နော်ဒီကြည့်ပါဦးဒီမှာမှန်ချက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 ်နော်ဒါအပီးခွေလုံးပါအပီးခွေ လုံးပါအပိခုလုံးပါအပိခုလုံးပါနော်36ဟုတ်ပြီနော်အဲ့တော့ဒီကုံလုံးကိုခင်ဗျားတို့ဒီဥစ္စာရှင်းစရာနာမည်နဲ့ပြောပြပါပြီအကြောင်းဟုတ်ပြောပြပါကြောင်းလို့ဟုတ်ကဲ့ဟုတ်ကဲ့ကိုဝဲအောင်လေးနော်အဲ့တော့ဒီကောင်ကအပိခွေခွတ်ထမယ်ဒီနေ့ပွဲမှာ၃ရက်ပိုင်း၆ပိုင်းရှိပါတယ် တော့ကိုကြိုက်တဲ့ကဏ္ဍကိုတော့မှာနော်အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်နေကုန်လုံးအထိမဲ့ဝန်ကြီးနေလဲကျွန်တော်ပြပြပြီနော်ဒါနေကုန်လုံးမှာထပ်နိုင်တဲ့ဝန်ကြီးနေဒီဝန်ကြီးနေတဲ့ကပဲအပီးပေါက်ပါနော်ဒါအပီးပေါက်ပါနော်ဟုတ်ပြီနော်ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာနော်ဒီနေ့မနေ့လဲပေါက်ကြပါစေလို့ဆုတောင်းပါတယ်အဲ့တော့ခင်ဗျားတို့ organize ကောင်းကောင်းလုပ်ခြင်းလဲဆိုရင်တော့ကျွန်တော်ရှိဖို့ဒါရိုက်ဖုန်းဆက်ပြပါနော်အဲ့တော့ကျွန်တော်တို့ ogolaali jiro ya habila ya, ya alwa